အမေအဖေရဲ့အပေါ်မှာစိတ်ကလေးတောင်မကွက်စေခြင်းဟုဦးဇင်းတို့ကဟုတ်လားအမေအဖေလည်းကုထုရှင်ပဲမဟုတ်တာတွေရှိမှာပဲမကောင်းတာတွေရှိမှာပဲကိုယ့်အပေါ်ဆိုးတာတွေရှိမှာပဲသို့သောအဲ့ဒါတွေကမပြောပါတော့ပါသူတို့ကကိုယ့်အပေါ်မှာကောင်းတာတွေသူတို့ကကိုယ့်အပေါ်မှာထားတဲ့မေတ္တာတွေနဲ့စာရင်ကိုယ့်စိတ်တိုင်းမကြတာသူတို့မကောင်းတာတွေကနည်းနည်းလေးပါဟုတ်ရဲ့လားကိုယ်စိတ်တိုင်းမကြတာလေးနင်းနေအတွက်နဲ့ အင်မတန်ကျေးဇူးကြီးတဲ့အင်မတန်မေတ္တာကြီးတဲ့မိခင်ဖခင်တို့ရဲ့အပေါ်မှာစိတ်ကလေးနဲ့ပြင်းမှားမယ်ဆိုလို့ရှိရင်အဲ့ဒါအင်မတန်ကြီးတဲ့အဖြစ်ဖြစ်ပဲဟုတ်လားသူတို့ရဲ့မကောင်းတာလေးနင်းနေဘူးသူတို့ရဲ့မကောင်းတာလေးနင်းနေတဲ့သူတို့ရဲ့ကောင်းတာတွေအကုန်လုံးကိုဖုံးပစ်ခြင်းလို့ရမလားမရပါဘူးဗျာမရပါဘူးဟုတ်လားဒါကြောင့်တည်ငါကိုယ်စိတ်တိုင်းမကြမှုကလေးကိုယ်အလိုဆန္ဒလေးနင်းနေလေးမပြည့်တာလေအမေဖေရဲ့အပေါ်မှာစိတ်မကွက်လိုက်ပါနဲ့ကိုယ့်အပေါ်မှာကောင်းခဲ့တာတွေအနန္တ ရှိခဲ့တဲ့မေတ္တာတွေအနန္တအကြီးကြီးမရှိဘူးလားရှိတယ်ဘယ်သူနဲ့မှမတူတဲ့မေတ္တာနဲ့ချစ်ခဲ့တာဟုတ်ရဲ့လားအဲ့ဒါတွေကိုပြန်စဉ်းစားပြီးတော့အကယ်၍မဲအမေရဲ့အဖေရဲ့ပုံမှာစိတ်တိုင်းမကြတာရှိခဲ့ရင်ဩသူတို့လည်းပူထူခြင်းပဲလောဘဒေါသတွေပယ်သေးတာမှမဟုတ်ပဲမာတာတွေရှိမှာပေါ့အဲ့ဒါတွေကိုနားလည်ခွန့်လွတ်ပြီးတော့ကောင်းခဲ့တာတွေကြီးခဲ့တဲ့မေတ္တာတွေများခဲ့တဲ့ကျေးဇူးတွေကိုစဉ်းစားပြီးတော့အမေဖေရဲ့အပေါ်မှာ ြည့်စုံလုံကျွေးတဲ့စိတ်ပြည့်စုံလုံကျွေးတဲ့အမှုရာတွေရှိဖို့မလိုဘူးလားကဲရွေးပစ္စည်းဥစ္စာမတတ်နိုင်ဘူးဆိုရင်လည်းလူတိုင်းတတ်နိုင်တာရှိပါလေအဲ့ဒါကဘာလဲဆိုတော့ချိုတာတဲ့ဝစီကအေးချမ်းတဲ့မနောကံမြစ်တာလောက်တော့လူတိုင်းပေးနိုင်ပါလေဗျတချို့အဲ့ဒါတော့ပြန်မပေးဘူးနော်အမေဖေကိုအဲ့ဒါလေးတော့ပြန်မပေးဘူးနော်ကျွေးရမယ်မွေးရမယ်ဆိုတာဝင်းရောဟုတ်လားချိုတာတဲ့စကားလေးလောက်တော့ပြန်မပေးနိုင်ဘူးအမေအဖေကို ချူတာတဲ့မြစ်တာလေးလောက်တော့ပြန်ပြီးတော့မပေးနိုင်ဘူးဟုတ်ရဲ့လားဦးဇင်းတို့အမေဖေဆိုတာသားသမီးတွေရဲ့အပေါ်မှာဘယ်သူနဲ့မှမတူတဲ့မေတ္တာနဲ့ချစ်တာ